11ဘာရောက်တိုင်ရင် inside မြန်မာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ inside မြန်မာအစီအစဉ်အားဆိုရင်တော့ကဏ္ဍဆောင်အကြောင်းအဆောင်အမြင်ကွင်းတွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်အခုတစ်ပတ်ရဲ့ inside မြန်မာအစီအစဉ်မှာဆိုလို့ရှိရင်လည်းရုပ်ရှင်ကြီးပြိသက်တွေအတွက်ကြီးကြီးကျယ်ကျယ်ရုပ်ရှင်ဆက်ကအထူးပဲပြသခြင်းအခမ်းအနားမြင်ကွင်းတွေကိုတင်ဆက်ပေးမှာလည်းဖြစ်ပါတယ်ဒီကြီးကြီးကျယ်ကျယ်ရုပ်ရှင်ဆက်ကအထူးပဲအခမ်းအနားဆိုရင်တော့ရန်ကုန်မြို့သမရရုပ်ရှင်ရုံမှာကျင်းပပြုလုပ်တာလည်းဖြစ်ပါတယ်ဒီနေ့ကျင်းပတဲ့ Brush Show ပွဲမှာတော့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များနဲ့ရုပ်ရှင်ချစ်ပရိသတ်များလာရောက်အားပေးခဲ့ကြပါတယ်။ ဒီနေ့ပရရှိုပြသခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ထားတဲ့အမှုပညာရှင်တွေလည်းတက်ရောက်ခဲ့ပါတယ်။လာရောက်အားပေးတဲ့ပရိသတ်တွေနဲ့ဇာတ်ကားမှာပါဝင်တဲ့အမှုပညာရှင်တွေကအမတ်တရားဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ယောက်ကမှာငွေကြေးပြည့်စုံနဲ့အရာရာမပြီးမပြီးစုံဘူးနော်ဒီမှာလည်းဥစ္စာဝင်အဆုံးမတော်လည်းပေါ့လေဒီမှာရင်ကြီးရှိရမယ်ကိုဘွားကိုနားလည်ရမယ်နောက်တစ်ခါဒီမှာဆိုလည်းယောက်ျားနဲ့မိန်းမ opposite ဖြစ်နေတဲ့ဟာမျိုးမှာ သူ့ရဲ့ဘဝအမှန်ကိုလက်ခံနိုင်ရမယ်ဆိုတဲ့ message လေးပါရှင်မဒီ timing မတက်တဲ့စင်းပေါ့တော်ပင်ကလေးတော့သူမတက်ရဘူးမတက်ရဘူးဆိုတော့ကျွန်တော် timing မတက်ဖို့ဟာတော့ training မောင်းရတယ်သူနောက်ကသူကနှလုံးယောဂအခမ်းရှိတဲ့ခါကျတော့အမြင့်သူကြောက်တာပေါ့နော်ဒါပေမဲ့သူစူးစမ်းပါလေဟိုထိတ်တရအောင်တက်သွားတယ်ကိုမြတ်မြတ်ဆိုလေသူပုံမှန်ကာရီတာမဟုတ်ပဲကျွန်တော်တို့တော့ကြောက်တောက်ကြောက်ဆိုတဲ့ဟာမျိုးအဲ့ဒါလေးကကျွန်တော် training လုပ်ရတယ် ။အန္တကာတန်းငယ်ပေါ့။တန်းငယ်ဟာသားရိုက်နေတယ်လေ။အဲ့တော့တန်းငယ်ကိုလည်းဟာသားဖြစ်အောင်ကျွန်တော်တို့သွားရတာပေါ့နော်။အဲ့ရုပ်ဘုတ်ဆိုင်ကတော့သူကတော့ဓာတုဆရာဝင်ဆိုတော့ကျွန်တော်သူကပြင်တာမရှိဘူး။အဲ့ရှင်မိုးဆိုင်ကတော့သူကကာပီတာနှစ်ခုဖြစ်သွားတာပေါ့။သူရောက်ကရှာလည်းဖြစ်တယ်ဆိုတော့အဲ့အတွက်လေးတွေတော့ကျွန်တော်တို့မရိုက်ခင်လေးတွေကဘယ်လိုဝစားဝဲကြရမလဲ။ဒီကားမှလည်းရှင်မိုးကျွန်တော်လုံးဝတိတ်မဲကက်ကိုတိတ်အများကြီးပေးမလဲ။အဲ့အဲ့လိုမျိုးလေးပေါ့နော်။ဒီနေ့ပြင်ဆင်ရတာပေါ့ဟုတ်။ ဒီနေ့ brush show မှာပြသတဲ့ဇာတ်ကားကတော့အချစ်ဟာတာဆမ်မြူးကားလေးဖြစ်ပါတယ်။ဒီဇာလန်ထဲမှာဆိုရင်တော့သရုပ်ဆောင်မြင့်မြတ်တဲ့ရွှေမုံရည်တီတို့ကမောင်ထွားနဲ့မပြော့တို့မောင်နှမအဖြစ်သရုပ်ဆောင်ထားပြီးသရုပ်ဆောင်ဟင်းဝေရန်ကတော့ကြီးကြီးကျယ်ကျယ်သတိသားလေးနေမင်းပလအဖြစ်သရုပ်ဆောင်ထားပါတယ်။ဟယ်လို ေဘူးလားအမေဟမ်တို့ကိစ္စရှိမဆက်ရမှာလားလို့ကောင်မမညီပါမဆိုရင်မနေတော့နော်တမတို့ကလေထမင်းထမင်းချင်းမစားဘူးနေမှာကြောက်တယ်အမတီဘလို့ဆန္ဒလို့သဘောကြလို့ပြီးတော့ကိုပြင်းဟင်းကိုလည်းယုံတယ်ပြတော့ဟိုအဓိကလည်းပြောစားလေးလည်းကောင်းတယ်လေပြကျွန်တော်လောက်ရတာလည်းအမှန်တမ်းပြောရင်တိတ် heavy မဟုတ်ပေါ့ပေါ့ပါလေးပဲဆိုတော့ ဒီကားလေးတွေသဘောကျတော့ကျွန်တော်ရိုက်ဖြစ်တာပေါ့။အဲ့ဒီကားလေးရိုက်ရတာတော်တော်လေးပျော်ဖို့ကောင်းတယ်။ဒီကားလုံးရိုက်ရတာလေအမှတ်တရလေအများကြီးပဲ။ဒီကားလေးကရိုက်နေအချိန်မှာလည်းပျော်စရာကောင်းတယ်။စီစီလုံးလုံးလေးနဲ့ပျော်စရာလေးပါ။ဒီစကားမှာတော့ဤချောဘူကဆရာဝင်မလေးအဖြစ်တရုပ်ဆောင်ထားတာကိုလည်းတွေ့ရမှာလည်းဖြစ်ပါတယ်။အဲ့ဒါလိုက်တယ်။ဘယ်ဖောက်တယ်မိမလားဟောဝါနာပါရဲ့။မင်းပြီလား။လေငယ်အဖင်ပြအောင်ဖင်ပြအောင်ပြောင်းထပြောင်းကိုယ်ကြီးထားကိုရှင်းတယ်ရှင်းတယ်မယ် တက်ပြီးမြက်သွားလို့ဒီစကားထဲမှာဟာသာတရုတ်ဆောင်ဒီအနေနဲ့ဒိန်းတောင်ခင်လိုင်နဲ့ဂွန်းဘုံတို့ကနေပြီးတော့ဒီစကားထဲမှာပါဝင်ပြီးတော့တရုတ်ဆောင်ထားတာကိုလည်းတွေ့မြင်ရမှာပါဒီတန်ခရကိုနင်းဘလို့မွေးလိုက်ထားလဲအမလဲကြည်စမ်းကျုပ်ကိုကြီးပဲအပြစ်ပုံချနေလေရှစ်လောက်ထားတာလေခါငါလောက်တာရိုးရိုးလေဘာလဲကျောက်ပြောနေတာလေဟာဟောဒီ6ကအမပတ်ကြားမှာဘာငါ့ကို6လေဖဲ့ဒီ6ပဲ6ပြောရလေပတ်ကြားအမအမလဲမလဲနင်းစမ်းအေးဘရဟော့တော်မှာလောအော်ပေါ်မလို့ဘာလဲဘရဟော့တော် ပရာဟီတာကိုပြောတာလောကိုယ်တိုင်အောင်မယ်ဟုတ်လားပသနာကိုတည်ဘူးအမေရှင်းပါအမေလည်းဘာလို့ကြောက်နေလဲဒီစကားကိုဇန်နဝါရီလကုန်လောက်မှာရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်အခုတစ်ပတ်ရဲ့ insight မြန်မာအစီအစဉ်မှာဆိုလို့ရှိရင်တော့ကြီးကြီးကျယ်ကျယ်ရုပ်ရှင်ဆက်ကအထူးပဲအခမ်းအနားမြင်ကွင်းတွေကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီ insight မြန်မာအစီအစဉ်အားဆိုလို့ရှိရင်တော့ကဏ္ဍဆောင်အကြောင်းအရာဆောင်ကမြင်ကွင်းတွေကိုတင်ဆက်ပေးနေကြဖြစ်တဲ့အတွက်ကြောင့်မလို့နောက်လာမယ့်အပတ်တွေမှာလည်းပြည်သက်တွေစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရနော်။ ဲမယုံတန်ကိုကြီးရှိအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်တွေအတွက်ရာသဆောင်ခဏဆောင်ကိုတင်ဆက်ပေးနေတဲ့အင်းစညမအစီအစဉ်ကနေပြီးတော့ချုပ်သွလိုက်ပါတယ်။ဒီတစ်ပတ်ရဲ့အင်းစညမအစီအစဉ်မှာတော့ Junction Center မိသားစုကနေပြီးတော့ဦးစီးကျင်းပါတယ်။တရုတ်ရိုးရနှစ်သစ်ကိုပြောတော့အကျိုးအထိမ့်မဲ့နေတဲ့နဂတ်ရှိအကပြံပွဲနဲ့ချင်းစ်ဆိုရအကပြံပွဲတွေကိုပြုလုပ်ကျင်းပခဲ့တဲ့ပွဲခန်းမြင်ကွင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီပွဲခန်းကိုတော့ရန်ကုန်မြို့ Junction Square Outdoor Area မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ ဒီနေ့အခမ်းအနားမှာတော့ Junction Center Group မှတာဝန်ရှိသူတွေဧည့်သည်တော်တွေတက်ရောက်ခဲ့ပြီးအခမ်းအနားကို ဖဲချိုဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ကျမတို့ဒီဂျန်ရှင်စင်တာကနေပြီးတော့မပြူတူစီပြီးတော့ကျမတို့ချင်းသေးဆိုင်ရေးအကနဲ့ငကရှိအကကိုတတိယအကြိမ်မြောက်ဒီတရုတ်နှစ်တကူထိအမှန်နေနဲ့ပြုလုပ်ပေးရပါရှင်ဒီပထမနေ့မှာတော့ကျမတို့ဒီငကရှိအကခုနှစ်တရနေပြီးတော့မှအာ

အခမ်းအနားအမှုအဖြစ်ဆောင်ရွက်ခဲ့ပါတယ်ဒီဖွင့်ပွဲကိုပြေပြေပါပါစတင်ဖွင့်လို့ရှင်ပါတယ်ဒီနေ့ဖွင့်ပွဲအခမ်းအနားမှာတော့လက်ကရှိအကပြိုင်ပွဲနဲ့စတင်ဖွင့်လှစ်ခဲ့ပြီးမအူဝင်ကျန်တိတ်နှင်းပလဲကျန်တိတ်ကမာရွတ်ကျန်တိတ်တောင်းကလာကျန်တိတ်ကြည်ကျန်တိတ်ဟုံးရံလင်းနဲ့အော်စွန်စရဲလက်ကရှိပြိုင်ပွဲဝင် အသင်း9တင်းတို့ပါဝင်ရှင်ပြိုင်ခဲ့ကြပါတယ် ီပြန်ပွဲကို9ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပါတယ်ကျွန်တော်တို့အပွဲတီထောင်တာတော့15နှစ်နီးပါးလောက်ရှိသွားပြီခင်ဗျာဒါပြန်ပွဲတော့တစ်ခါမှမပြန်ဘူးသေးဘူးလူငယ်နဲ့ကျွန်တော်တို့နှစ်လားလောက်ကြိုးစားပန်းစားလေးကျင့်ပြီးတော့မှလာခဲ့ခြင်းဖြစ်ပါတယ်ဒါပထမဆုံးတွေ့ကြုံပါအဲကျွန်တော်တို့ဒီနေကရှည်ကဆိုတာကဘယ်လိုမျိုးလဲဆိုတော့ဟိုတယောက်ထင်းနဲ့ကားလို့မရဘူးခင်ဗျာကျွန်တော်တို့ဒီလူငယ်17ယောက်ပေါ့နော်17ယောက်ကို6ယောက်10ယောက်17ယောက်ကိုကျွန်တော်ကဒီညီနေအောင်လေ့ကျင့်ရတယ်တွေ့ကြုံအဖြစ်ကျွန်တော်ကဒီနေ့ပထမဆုံးပြန်လာပါ တတန်းအားဖြင့်15နှစ်လောက်ကြာပြီဖြစ်တော်လဲပဲပွဲတွေ့ကြုံကတော့ကျွန်တော်ဒီဖျားပွဲတို့ကျွန်တော်ပြင်မြှောက်မှာရှိတဲ့ပွဲတွေကျန်းလေးပွဲတွေအများကြီးကြာဘူးတော့လဲပြိုင်ပွဲကိုပထမဆုံးကဖြစ်တော့ရေခေါမရဲ ီလိုတရုတ်နှစ်သက်ကူအကျိုးပွဲတော်အဖြစ်ချင်းသည့်ဆိုရင်လည်းနဂတ်ရှိအကပြန်ပွဲပြုလုပ်ခြင်းပါရတဲ့ရည်ရွယ်ချက်ကတော့လာရောက်ကြည့်ရှုသူတွေအနေနဲ့စံတက်လှပပြီးတော့ရင်သက်ရှုမွေးဝဲကောင်းတဲ့ချင်းသည့်ဆိုရင် အကများနဲ့နဂတ်ရှိအကတို့အားကြည့်ရှုခန်းစားနိုင်စေဖို့နဲ့အကပြန်ပွဲရဲ့လူငယ်တို့ရဲ့စူပါဆောင်ရွက်လို့တဲ့အတင်းသားစိတ်နဲ့အကဆိုရင်တို့တိုးတက်မြင့်မားလာစေဖို့ရည်ရွယ်ခြင်းပါတာဖြစ်ပါတယ်။ ဒီပြန်ပွဲကို9ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပြီးပြန်ပွဲရဲ့နောက်ဆုံးနေ့မှာချင်းသေးအကပြန်ပွဲဝင်များနဲ့ငကယ်ရှိအကပြန်ပွဲဝင်များကိုဂျန်ရှင်းချန်ပီယံဆုများ first runner up second runner up ဆုများနဲ့နှစ်သိမ့်ဆုများချီးမြှင့်ပေးခဲ့ပါတယ်။ ိသတ်များရှင်အခုဆိုရင်တကယ်ကိုရင်သက်ရှိဖို့ဝယ်ရကောင်းတဲ့ငကရှိကတွေကိုတင်ဆက်ပေးခဲ့လို့ပိသတ်ကြီးကလည်းသဘောကျနေဆိုင်မယ်လို့ပြောလိမ့်မိပါတယ်ပိသတ်များရှင်တော်ရရဲ့အင်စတန်မှာစီစဉ်ကနေပြီးတော့နောက်လာမယ့်ပတ်တွင်မှာလည်းဘယ်လိုမျိုးစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေကိုရိုက်ကူးတင်ဆက်ပေးဦးမလဲဆိုတော့ဆက်မြောက်ရရှိအားပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီတစ်ပတ်အင်စတန်မှာစီစဉ်ကနေပြီးတော့နောက်ဆက်လိုက်ပါတယ်ရရှိအားပေးခဲ့ကြတဲ့ပိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင် အလဲမယုတ်တဲ့ Insight မြန်မာအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့ Indonesia Fashion Week 2020ပြိုင်ပွဲကြီးကိုတွားရောက်ပြီးတော့ပြသခွင့်ရရှိမယ်။ဒီဇိုင်နာမင်းမြတ်ဝါဆိုရဲ့ Fashion Design ဆန်းတွေကိုပြသမိဆက်တဲ့ပွဲခန်းနာကိုရိုက်ကူးတင်ဆက်ပေးမှာဖြစ်ပါရစေရှင်။ဒီပွဲခန်းနာကိုတော့ရန်ကုန်မြို့မှာရှိတဲ့ No Photo Hotel မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါရစေရှင်။ဒီနေ့ပွဲမှာဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ပါတယ်။ 부회장 ီနေ့ပွဲမှာဒီဇိုင်နာမင်းမြတ်ဝါဆိုကအင်ဒိုနီးရှား Fashion Week 2017ပြိုင်ပွဲကြီးမှာပြသမဲ့ဝိဆောင်ဒီဇိုင်းတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတက်ရောက်လာခဲ့တဲ့ April တက်တွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဒီမှာသူတို့ဘက်ကဖိတ်ကြားတဲ့အချိန်နဲ့ဆိုရင်အမ၄-၅လလောက်အချိန်ရတယ်ပေါ့နော်။အဲ့အတွက်ကြောင့်အမဒီအထည်တွေအတွက်ကျူတင်ပြင်ဆင်မှုအတွက်တော့အချိန်ကောင်းကောင်းရခဲ့ပါတယ်။သူတို့ကတော့အနည်းဆုံး၁၂ဆုံးကနေအများဆုံး၂၀တိပြလို့ရတယ်ပေါ့နော်။အမ round မှာအဲ့နဲ့အမ၁၂ဆုံးပြဖြစ်ပါမယ်။ညီမညီမဝိဆောင်တွေပဲအဓိက modernize ပြန်လုပ်ထားတယ်ညီမ။အမဒီတကာ painting ပေါ့နော်ဗတိပုံမှာ ဒီပတိအထည်တွေကိုပတိဆွဲတဲ့ပုံစံလေးတွေကိုမြန်မာမှုလေးတွေပါမဲ့ပုံလေးတွေအဲ့ဒါလေးတွေနဲ့အဲလောက်ထားတယ်နောက်တစ်ခုထူးထူးခြားခြားတစ်ခုကတော့အမသီးတွေကိုပေါ့နော်ပသိမ့်သီးတွေကိုအမ၄တောင်ဒီဇိုင်းလောက်ထားပြီးပသိမ့်သီးပေါ်မှာကိုယ့်ရဲ့တကယ်မြန်မာဟိုဒီလိုမိဖုရားရုပ်တို့တကယ်တို့ပါအဲ့လိုမျိုးပေါ့နော်ကိုယူရတယ်ကိုယဉ်ကျေးမှုတွေအဲ့ဒီအဟာတွေအကုန်လုံးပါအောင်တွဲဆက်ပြီးရောပြဖို့တော့လောက်ထားပါတယ်ဟို opening theme မှာလည်းပြရမယ်အပိတ်လည်းဖြစ်နေတယ်ဆိုတော့လေအဲ့အတွက်တော့တော်တော်လေးရင်ခုန်စိတ်လှုပ်ရှားပါတယ်ညီမညီမကူစားပြုအနေနဲ့သွားရမယ်ဆိုတဲ့အတွက်ကြောင့်ဟိုဒီတခြားဒီဇိုင်း င်တာတွေလေးအမအကြံဉာဏ်ပေးပါနောက်ပြီးတော့နောက်ဒါတော့ဒါအမပထမဆုံးတင်သွားပြရဲပွဲဖြစ်ပါတယ်နောက်ပိုင်းကြလို့ရှင်နေဒီမြန်မာပြည်ရဲ့ဒီဇိုင်နာတွေဟိုပြလို့ရအောင်လေအမအကုန်လုံး try လာဖို့ပေါ့เนาะအကုန်လုံးစဉ်းစားထားပါတယ်ညီမဟုတ် ပရိသတ်များရှင်ဒီတစ်ပတ်ရိုက်ကူးတင်ဆက်ပေးခဲ့တာတော့ Indonesia Fashion Week 2017ပြိုင်ပွဲကြီးမှာဒီဇိုင်နာမေမြတ်ဝါဆိုပြသမဲ့ဝေဆောင်ဆက်နှက်ဆောင်ရဲ့အကြောင်းအရာတွေကိုပရိသတ်တွေကစုံစုံနေနေသိရှိခဲ့ရလို့ကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။ IQU ရဲ့ Insight မြန်မာအစီအစဉ်ကနေကဏ္ဍစုံလင်စွာနဲ့အကြောင်းအရာဆောင်စာကိုရိုက်ကူးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်ပရိသတ်တွေကလည်းစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ပြောကြားရင်းနဲ့ဒီနေရာကနေနှုတ်ဆက်လိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။ 11ရုပ်တံကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်တွေအတွက်ခဏပေါင်းဆောင်ကမြင်ကွင်းတွေကိုတင်ဆက်ပေးနေတဲ့အင်းဆက်မြန်မာအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတစ်ပတ်ရဲ့အင်းဆက်မြန်မာအစီအစဉ်မှာတော့ Miss Gamer ရဲ့အများကြီးရဲ့ကမှအိမ်တော်မရှိဘဲနဲ့ပေါ့နော်သာသမီနဲ့ရက်တည်နေတဲ့ single man တွေကိုရွေးချယ်ပြီးတော့ Miss Gamer ပြုလုပ်ကျင်းပခဲ့တဲ့ပွဲမြင်ကွင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီပွဲကိုတော့ရန်ကုန်မြို့ကနော်မင်္ဂလာပန်းခြံမှာရှိတဲ့ Happy Home မှာကျင်းပပြုလုပ်ခဲ့ရပါပဲဖြစ်ပါတယ်ရှင် ဒီနေ့ပွဲမှာတော့အင်တာဘတ်မရှိပဲသားသမီးနဲ့မမီဘွားကိုမမီဘာသာရက်တည်နေတဲ့အမျိုးသမီး single မသားပြိုင်ပွဲဝင်အယောက်20လာရောက်ရှင်ပြိုင်ခဲ့ပါတယ်။ဒီပြိုင်ပွဲမှာပြိုင်ပွဲဝင်တွေအနေနဲ့မမီကိုကိုမိတ်ဆက်ကအလှပြရှိုးရှောက်တာတွေပြုလုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့နိုင်ရောက်အားပေးတဲ့ပြည်သက်တွေနဲ့ဒန်လူကြီးများကပါမဲပေးရွေးချယ်ခဲ့ပါတယ်ဒီပြိုင်ပွဲမှာတော့ title စုရဲ့အနေနဲ့ best evening crown စု best personality စု best skin စု beauty face စုတွေကိုအသီးသီးချီးမြှင့်ခဲ့ကြပါဗျာ နာမှာတော့ခါနံပါတ်30မရှိရင်တွေက Mrs. Elegant 2070ဆုကိုရရှိသွားခဲ့ပြီး Ryan Mother, Beautiful Mother, Super Mother, Elegant Mother ဆုတွေကိုအတီးတီးချီးမြှင့်ခဲ့ကြပါတယ်။မမွေးထတာတမီးလေးလေးပြောလေမ2009ကကာယလာမယ်စကိုင်းတိုင်းမှာ ပထမရဘူးတယ်မရက်တီးပြီးအောင်မြင်မှုတွေရမှမသမီးလေးကိုမပြန်ပြီးတော့ စာပေါ်ရင်းလုံးနိုင်မယ်လို့ထင်လို့အမဒီဒီပွဲလေးကိုလာပြိုင်တာပါညီမလေးအဓိကအမ single man တယောက်အနေနဲ့ရက်တီမယ်မှားလန့်လိုက်တဲ့ခြေလန်းဟာဟိုပေါ့အမြဲတမ်းပေါ့ချူစင်ရမယ်အမရဲ့ယုံကြည်ချက်ပေါ့နော်မာတတိရှိရမယ်ငါအမားလောက်တာမဟုတ်ဘူးငါဒီနေ့ကနေစပြီးငါလုပ်တဲ့အလုပ်တရားဖြူစင်ဆုံးနဲ့ဟိုပေါ့ဘယ်လိုပြောရမလဲအတိတ်ပဲရှိရမယ်ဆိုတဲ့စိတ်ကလေးနဲ့အမရက်တည်နေပါတယ်ဟိုအမိရှိမှရက်တည်နိုင်တဲ့မိမသားတွေမဟုတ်ဘဲနဲ့ကိုအားကိုကိုးပြီးတော့ လက်မှုပညာလေးတွေအမျိုးမျိုးနဲ့အမဆိုရင်အေဂရီမဲဆိုတဲ့အလှပြင်ဆိုင်လေးနဲ့ရက်တည်နေပါတယ်။ဘာပဲပြောပြောတမားစီဝါကြာကြာနဲ့ရက်တည်မဲဆိုလို့ရှိရင်ဟိုရက်တည်မှုတစ်ခုကအမြင်မဲလို့အမထင်ပါတယ်။အဲကြောင့်မို့အားမငယ်ကြပါနဲ့လို့ single man တွေအကုန်လုံးစူးစမ်းပါလို့ပြောချင်ပါတယ်။ ပရိသတ်များရှင်အခုဆိုရင် single man တွေရဲ့ miss ပြိုင်ပွဲနဲ့စုချင်းမြင်ပွဲကိုမြင်တွေ့ကြရလို့ပရိသတ်ကြီးကလည်းသဘောကျနှစ်ချိုက်မယ်လို့ပြောလို့မိပါရယ်ပရိသတ်များရှင်တော်လာရေးအစမြန်မာစီစဉ်ကနေပြီးတော့ပရိသတ်တွေအတွက်စိတ်ဝင်စားစရာအကောင်းတဲ့ကျမ်းစာတွေကိုရိုက်ကူးတင်ဆက်ပေးဦးမှာဖြစ်လို့အပတ်စဉ်စောင့်မျှကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီပတ်ရင်းအစမြန်မာစီစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါရယ်ရှင်